fitness trainer ကောင်းတယောက်ဖြစ်ဖို့အတွက် DC သုံးလုံးလိုအပ်ပါတယ်ပထမဆုံးသော CD credibility ကျွန်တော်ဒီ trainer education သင်ပေးနေတဲ့ဆရာတယောက်ဖြစ်တဲ့ပုံမှာ fitness trainer ကောင်းတယောက်အတွက်ပထမဆုံးသော CD education ဖြစ်ပါတယ် experience ဖြစ်ပါတယ်ခန္ဓာကိုယ်အချိုးအစားကို professional နဲ့ကန့်ညီတဲ့ခန္ဓာကိုယ်အချိုးအစားဖြစ်တယ်ဒီသုံးခုပေါင်းထားတဲ့ credibility ရှိဖို့လိုအပ်တယ်ဒုတိယတစ်ချက်ဒီ community ပါ community ဆိုလို့ fitness trainer အစအစုဝေးထဲမှာတော့နေတယ် trainer ဖြစ်အသက်မွေးကြောင်ပြုလုပ်ခြင်းမရှိဘူး စာဖတ်ရုံတတ်တတ်နဲ့ခင်ဗျာ trainer လုပ်လို့မရဘူးကြိုက်တဲ့ certificate တွေယူတာဂျင်းဒီမှာလက်တွေ့အလုပ်တင်ဝင်လို့ဖို့လိုအပ်ပါတယ်အခု certificate ယူဖို့ online coaching ပြရင်ခင်ဗျာမှားပါတယ်တတိယတစ်ချက်ဒီ client client မရှိပဲကိုယ့်ကိုဆရာလေးဆရာလေးလို့ပြောရင်စိုက်ကားဆရာတော်မဖြစ်နိုင်ပါဘူးအဲ့တော့ fitness education ကိုတကယ်စတင်မယ်ဆို semi do နဲ့ course auto လေးတွေ cec course တွေတက်တာထက် main course တွေနဲ့စတင်မှာ မိတ်ဆွေရဲ့ဝါသနာကိုဝင်ငွေဖြစ်ပြောင်းမဲ့ fitness professional journey မှာ trainer ဖြစ်တဲ့မွန်ကြောင့်ပြုခြင်း certified personal trainer သင်တန်းရှိတဲ့ fitness nutrition specialist ရှိတဲ့ fitness specialist ရှိတဲ့ဒီသင်တန်းသုံးခုကိုကျွန်တော်ရဲ့မြန်မာ fitness trainer academy ကနေဖွင့်လှစ်တင်ကြားပေးမှာဖြစ်ပါတယ်အခုဆိုရင် CPD batch 50အတုပ်နံပါတ်50ရောက်ပါပြီ seller ဘိုင်း8ရက်နေသင်တန်းစပါမယ်သင်တန်းအဲ့လိုရပါပြီခင်ဗျာကျေးဇူးတင်ပါတယ်အဆင်ပြေ yes တို့မှတ်ပေးပါကျွန်တော်ကိုနိုင်ဦးပါ